စမဝဉ္ချိဌာနစမ္မုချိကြယင်းနေဥစစ်စေယိဥဇိဌာနဝန္ဒမိသားစုမြာကဒီသာသနာတက္ကသိုလ်မှလာပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်အထောက်ကြတယ်ဒီအလှူဒါနပွဲမှာကုသိုလ်ကောင်းမှုဘာကြောင့်ပြုရသလဲဆိုတဲ့ခေါင်းစဉ်နဲ့10မိနစ်လောက်တရားစကားနာယူကြရအောင်ယနေ့အားလုံးသော ကုသိုလ်ပြုကြတဲ့ပုဂ္ဂိုလ်များအားလုံး ိမိတော်သည်အလွန်တရာရခဲ့တဲ့ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့တွေ့တုံကြုံတုံဆုံတုံမှာဖရာတရားတန်ခါယနာသုံးပါးကို ကိုးကွယ်စည်းကပ်ပူဇော်တဲ့သူတော်ကောင်းများဖြစ်သည့်အားလျော်စွာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်ဗုဒ္ဓမြတ်ဖရာကဘဝတစ်ခုကို ပြတ်ထန်းတဲ့ကုသိုလ်ကံစွမ်းအားတွေအဲ့ဒီကုသိုလ်ကံစွမ်းအားတွေဆိုတာအမြဲတမ်းပြုလုပ်အားထုတ်ရမယ် မမေးမလျော့မပေါ်မစားတတိတံဝေကတရားတွေထားပြီးတော့ကုသိုလ်တရားတွေပွားများအားထုတ်ရမယ်လို့မိတ်ကြတော်မူခဲ့။တရားမိုးရင်ဤဦးဇနောသူတော်ကောင်းများနေစဉ်တိုင်းနေစဉ်တိုင်းစွန့်နိုင်သလောက်ကုသိုလ်ကောင်းမှုတွေပြုတဲ့ဒါနာကုသိုလ်သီလကုသိုလ်သမထဝိပဿနာကုသိုလ်ဒီကုသိုလ်ကောင်းမှုတို့သည်ဦးဇင်တော်သူတော်ကောင်းတို့ရဲ့အားကိုးစရာအားထားစရာမိကိုးစရာအလေးထားစရာ ကုသိုလ်ကောင်းမှုတွေဖြစ်ကြ။ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကောင်းမှုကိုတက်ဆွမ်းသမျှပြုလုပ်အားထုတ်နေကြခြင်းဖြစ်ပါ။ကံအဲ့ဒီကုသိုလ်ကောင်းမှုကိုဥစဉ်တို့ပြုရတဲ့ရည်ရွယ်ချက်တွေအမျိုးမျိုးရှိတာပေါ့။အဲ့ဒီရည်ရွယ်ချက်တွေကဥစဉ်တို့နည်းနည်းလေးပြောကြည့်ရအောင်။များစွာဒုက္ခရှိနေကြ၍ဒုက္ခအမှန်လွတ်ဖို့ရန်ဧကံကုသိုလ်ပြုရသည်။ဥစဉ်တို့ဘဝတစ်ခုကိုရလာတဲ့ အဲ့ဒီဘဝကိုစတာတဲ့ကိုကစာတိဒုက္ခအဲ့ဒီဒုက္ခနဲ့စပြီးတော့ရရှိလက်ရှိဘဝမှာအသက်ရှင်နေတဲ့အချိန်မှလည်းပဲဒုက္ခတွေအမျိုးမျိုးကြုံတွေ့နေရတာပဲဒီဘဝရတဲ့ဒီခန္ဓာကိုရတာတဲ့ကိုကဒုက္ခကိုအရင်ပြုပြီးတော့ဒုက္ခနဲ့ပဲရှင်လင်းနေရတဲ့ဘဝအဲ့ဒီဒုက္ခတွေကလွတ်မြောက်ဖို့အတွက်ဘာကကဲတင်မှလဲဆိုတော့ဘုရားသခင်ကလည်းကဲမှာမဟုတ်ဘူးကိုပြုလို့အားထုတ်တဲ့ကုသိုလ်ကံစွမ်းအား နတ်တကြားတွေကလည်းကဲမာမဟုတ်ဘူးကိုလောက်ခဲ့တယ်ကိုတို့စွမ်းအားကားတယ်ကိုကိုကဲတင်မှဖြစ်တကြောင်မို့ဘဝမှာဒုက္ခတွေနဲ့ကြုံတွေ့နေရတိုင်းကြုံတွေ့တိုင်းဒုက္ခတွေကြုံတိုင်းကြုံတိုင်းဆရာတော်ကြီးတပါဆုံးမတော်မူတဲ့စကားတခွန်းဥစ္စနတော်သူတော်ကောင်းများကြားဖို့ပါလိမ့်မယ်စိတ်စင်းရဲ့ဆရာတခါကြုံရင်ဘုရားတခါရှိခိုးပါတောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီး ဆုံးမတော်မူတဲ့စကားသိတံဖို့ရှိတာပဲစိတ်ဆင်းရဲเสียတခါကြုံရင်တခါဖျားရှိကိုပါစိတ်ဆင်းရဲเสียဆိုတာဒါမကောင်းသောအကုသို့အကျိုးပေးနေတာပေါ့ตายသမီးเจ้าဖြစ်စေစီးပွားရေးเจ้าဖြစ်စေလူမှုရေးเจ้าဖြစ်စေလောက်တဲ့ကင်တဲ့လုပ်ငန်းတွေเจ้าဖြစ်စေစိတ်ဆင်းရဲเสียတွေကြုံတွေ့နိုင်တယ်အဲ့ဒီစိတ်ဆင်းရဲစရာတွေကြုံတွေ့ပြီးဆိုတဲ့ကောကိုယ့်ရဲ့တန်တန်မှာ အကုသိုလ်တွေကြာနှိပ်စက်နေတဲ့အတွက်ကြောင့် အဲ့ဒီအကုသိုလ်တွေကိုနိုင်ဖို့ဆိုတာလေကုသိုလ်ကံကပဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်တွေအကောင်းလာရင်ကိုယ်မှာစိတ်ဆင်းရဲစရာတွေစိတ်တောကရောက်စရာတွေဒါကြေကြရင် သာသမီရေကိစ္စကြောင့်ဖြစ်စေစီးပွားရေးကိစ္စကြောင့်ဖြစ်စေမထင်မှတ်တဲ့ဒုက္ခတွေအမျိုးမျိုးကြုံတွေ့လာနိုင်တယ်အဲ့ဒါတွေကအကုသိုလ်တွေစွန့်အားတွေအဲ့ဒီအကုသိုလ်စွန့်အားတွေကို တိုင်တိုင်ဖို့အတွက်ကကုသိုလ်စွန့်အားတွေများများကြိုးစားပေးရတာပေါ့ ဒီကြောင့်မို့များစွာဒုက္ခရှိနေကြ၍ဒုက္ခအမှန်လုပ်ဖို့ရန်အေကံကုသိုလ်ပြုရသည်အဲ့ဒီဒုက္ခတွေကင်းဖို့အဲ့ဒီဒုက္ခတွေငြိမ်းဖို့အဲ့ဒီဒုက္ခဒဏ်တွေတတ်တာဖို့ဒုက္ခဒဏ်တွေကနေပြီးတော့တွန်းလှန်နိုင်ဖို့ကုသိုလ်ကောင်းမှုတွေကြိုးစားပြုပါနာတကဖြစ်ခြင်းသမျှမဖြစ်ရဘဲလွဲရမြဲဖို့ဖြစ်ဖို့အေကံအကြောင်းမှန်အေကံကုသိုလ်ပြုရသည် တခါတည်းကြရင်ဝဇ္ဇနောသူတော်ကောင်းများကိုလှုပ်တဲ့လုပ်ငန်းသည်ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုအခြေခံပြီးတော့လုပ်နေတာပဲဒါပေမဲ့ကိုထင်ထားတဲ့အတိုင်းမဖြစ်လာတဲ့အကြောင်းအရာတွေလည်းအများကြီးရှိ လောကမှာဥမာဆိုပါဆိုလေသမားတယောက်လေလှုပ်တယ်လေလှုပ်တယ်ဆိုတာသူ့မှာရသည်ဥဒုတွေကောင်းတယ်မျိုးတွေကလည်းကောင်းတယ်ရေကလည်းကောင်းတယ် ဝဲဩဇာတွေကလည်းကောင်းတယ်ဘလောက်ပဲအကောင်းတွေလုပ်ပြင်တော်ညာလည်းပဲမိုးလေဝသားကြောင့်ရာသီဥတုကြောင့်အကြောင်းတရားတစ်ခုခုကြောင့်ပြည့်စုံဂျားကနေပြီးတော့ပြည့်စည်လိုက်ရင်အဲ့ဒီလေသမားထွက်တင်တလောက်စပါးတည်းမထွက်လောက်စီပွားရေးလုပ်ငန်းလုပ်ငန်းနေတဲ့ပုဂ္ဂိုလ်တယောက်တည်းဒီတိုင်းပဲကိုစီပွားရေးလုပ်ငန်းကဧကံမုတ်ချအကျိုးမြတ်ဖြစ်မယ်ဆိုတာသိနေတာပဲသူများတဲ့ဒီလုပ်ငန်းကိုလှုပ်တော့ကြီးပွားနေတာပဲ။ ဒါပေမဲ့ကိုယ့်ရဲ့တန်တမာသူများကြီးပွားပင်တော်냐လေကိုယ့်ရဲ့အာဟုသူစွမ်းအားတွေကြောင့်မကြီးပွားဘဲနဲ့ဒုက္ခရောက်နေရတာလေလောကမှာအများကြီးရှိသူများလက်ဖက်ဆိုင်ဖွင့်လို့ကိုဖွင့်တယ်သူများလက်ဖက်ဆိုင်ကအောင်မြင်တယ်ကိုယ့်လက်ဖက်ဆိုင်ကအောင်မြင်ချင်မှအောင်မြင်မှဘာကြောင့်လဲကိုယ်တော်ကစွမ်းအားတွေအနည်းများဆိုတာရှိအဲ့ဒါကြောင့်မို့ဖြစ်ချင်းသမျှမဖြစ်ရဘဲလွဲရမြဲဖို့ ဖြစ်ဖို့ဧကံအကြောင်းမှန်ဧကံကုသိုလ်ပြုရသည်ဒါကြောင့်မို့ဥစဉ်တို့ကုသိုလ်ပြုနေရခြင်းဖြစ်ပါ နာတကတကယ်အရေးတကယ်ဘေးတွင်ကဲတင်မည်သူမရှိမူ၍အပူကင်းလို့မိမိကိုယ်သာကယ်ဖို့ရာဧကံကုသိုလ်ပြုရသည်ဥစဉ်တို့အာလုံးသိပြီတဲ့အတိုင်းပဲအချို့ချို့ပုဂ္ဂိုလ်ဆိုရင်ဧကံအနဖူးတွေလူတွေကြုံခဲ့ရတာပဲမြင်ကလေးပြီးဘလောက်ကြောက်စရာကောင်းလဲ ဒီဘေးကြီးကတိတ်ကြောက်เสียကောင်းတာပဲအိုဘေးနာဘေးသေဘေးတဘာဝဘေးကြီးဘလောက်ကြောက်เสียကောင်းလဲအကျိုးကျိုးပုဂ္ဂိုလ်စဉ်တွင်ဆိုရင်မိသားစုတွေအကုန်လုံးပါသွားကြယဟန်တန်ဃာတော်တွေလည်းပါသွားကြတယ်သူတို့ကိုသူတို့ပြေးမယ်ဆိုတာပြေးတာမဟုတ်ဘူးယဟန်တန်ဃာတော်များလည်းပြည့်ရတိစာပေတွေကိုသင်ကြားပြီးတော့စံပွဲတွေဖြစ်ဆိုနေကြတယ်ဗုဒ္ဓတရားတွေကိုတရားစင်နေကြတယ် အဲ့လိုမျိုးအလောက်ကိုလုံးနေရင်တည်းပဲဒါကံအားလျော်စွာတဘာဝပေးခြင်းနဲ့ကြုံတွေ့လာရတာဘလောက်လောကမှာသင်္ကန်းစာတွေရဖို့ကောင်းတယ်တကယ်အရေးတကယ်ဘေးတွင်ကဲတင်မိသူမရှိမုံ၍အဖို့ကင်းလို့မိမိကိုယ်သာကယ်ဖို့ရာဧကံမောကုသို့ပြုရသည်ဥဇနုဘေးဒုက္ခတွေဒါတမန်ဘေးဒုက္ခတွေပဲရှိတယ်အဲ့ဒီဘေးဒုက္ခတွေဆိုတာလွတ်သွားပုဂ္ဂိုလ်ရဲ့လွတ်သွားတာပေါ့ ပါပါသွားတဲ့ပုဂ္ဂိုလ်ကလည်းပါသွားမှာပေါ့ဆိုလိုတာကအဲ့ဒီဘေးဒုက္ခတွေမိဘေးရေဘေးခိုးသူဘေးစတဲ့ဘေးဒုက္ခတွေစေရေးတရေကဲနိုင်သေးတယ်ဒီဘေးတွေကိုလုံအောင်စူးစမ်းရုန်းကန်တော့ရသေးတယ်အကျိုးပုဂ္ဂိုလ်တွေကုသိုလ်ကံစွမ်းအားတွေကကောင်းတဲ့အတွက်ကြောင့်အများချာမှာသွားပြီးတော့တိုက်အဆောင်အုံမှာပြည်နေပင်တော်ညာလဲကဲတင်တော့ရတဲ့အခွင့်အရေးတွေဒါသူတို့ရဲ့ကုသိုလ်ကံစွမ်းအားတွေကျန်နေသေးလို့ပေါ့ လူပွားမှာယက်တီဘိုးအတွက်ကုတုကံစွန်းအားတွေလိုနေအဲရှိနေသေးလို့ပေါ့အခြားပုဂ္ဂိုလ်တွေဘလောက်ပဲသေးသေးသူကမသေးပဲနဲ့အပြင်လောကကိုရောက်လာတာဒါလည်းရှိတာပဲတကယ်တမ်းအိုဘင်းနာဘေးသေးဘေးနဲ့ဂျုံတွေ့လာပြီးဆိုရင်မိဘကလည်းသားသမီးကို မကယ်နိုင်ဘူးသားသမီးကလည်းမိဘကိုမကယ်နိုင်ဘူး ဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်တူးတယောက်ကမှကိုယ်ကိုကယ်မှာမဟုတ်ဘူးကိုယ်ကိုကယ်မှာကကိုယ်ပြုလို့အာထုတ်တဲ့ကုသိုလ်ကံစွမ်းအားသလျင်ကိုယ်ကိုကယ်တင်မှာဖြစ်ပါတကယ်အရေးတကယ်ဘေးတွင်ကယ်တင်မိသူမရှိမို့၍အဖူကင်းလို့မိမိကိုယ်သာကယ်ဖို့ရာအေကံကုသိုလ်ပြုရသည်ဥဇနတော်ကောင်းများဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်တဲ့အတွက်ကြောင့် ဘဝတန်တရာဆိုတာရှိတယ်နိဗ္ဗာန်မရောက်မီကာလပတ်လုံးတန်တရာခရီးကိုဦးဇနောသူတော်ကောင်းတို့သွားနေရအောင်မှာဘယ်တော့မှနားရမှာလဲဆိုတော့နိဗ္ဗာန်ရောက်မှနားရမှာဖြစ်ပါရဲ့နိဗ္ဗာန်ကိုမရောက်မချင်းတန်တရာခရီးမှာလူချပြလိုက်နတ်ပြလိုက်ပြမာပြလိုက်ခွေးပြတိုက်တရိษံပြလိုက်ငရေရောက်လိုက်ပြိတ္တာပြလိုက်စသည်ဖြစ်ပေါ်အမျိုးမျိုးကျင်လင်နေရ အဲ့လိုကျင်လည်နေရတော့ဦးဇင်းတို့တော်ကောင်များကုသိုလ်ကံစွမ်းအားဖြင့်အားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့သူဂတိဘုံဘဝမှာကျင်လည်ရမှာပေါ့နတ်ပြည်လူပြည်နတ်ပြည်ပြမပြည်အဲ့ဒီဘုံဒီမှာကျင်လည်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုခံစားရမှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကုသိုလ်ကံစွမ်းအားဖြင့်အားနည်းတဲ့ပုဂ္ဂိုလ်များကြတော့အာကုသိုလ်စွမ်းအားဖြင့်အားကောင်းနေတဲ့အတွက်ကြောင့်မြေပြိဿံပြိတာသူတကယ်အပေလေးပုံကိုချင်းရင်လည်းရမှာပေါ့။တွားရမှာပေါ့။ ။ဒါကြောင့်မို့ဦးဇင်းတို့တန်တရာခကြီးကအရှိကြီးကြံသေးတယ်။ဒီတဘွားနဲ့ပဲတမက်တဖို့ရောင်းအောင်ကျိုးစားအားထုတ်နိုင်ရင်တော့ပြဒနာမရှိဘူးပေါ့။တန်တရာခကြီးကိုသွားရမယ်။တန်တရာခကြီးတွေဖြစ်တဲ့အတွက်ကြောင့်တကယ်အရေးတကယ်ဘေးမှာအိုဘေးနာဘေးသေဘေးနဲ့ဆုံလာပြီးဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ PC ဥစ္စာလည်းကိုကိုကဲတင်မှာမဟုတ်ဘူး။ကိုရထားတဲ့ຢာတိုးတွေလည်းကိုကိုကဲမှာမဟုတ်ဘူးကိုချစ်လာပါတယ်ဆိုတဲ့သာသမီလည်း ကိုကိုကဲမှာမဟုတ်ဘူး။အော်အဖေရဲ့အမေရဲ့မသိပါနဲ့မသိပါရမသိပါနဲ့အုံးအဖေကိုစားသားပဲသိပါရစီအဖေကိုစားသမီးပဲသိပါရစီအစာထိုးပြီးတော့တည်လို့လည်းမရဘူး။တခါဒီကြရင်မိဘကြီးယောဂရင်းနှိမ့်ဆက်နေလို့ဒုက္ခအမျိုးမျိုးကြုံနေရတာအဖေရဲ့အဖေမှာဖြစ်တဲ့ယောဂအမေမှာဖြစ်တဲ့ယောဂသားပဲခံစားလိုက်ပါရစီသမီးပဲခံစားပါရစီအမေဖေတို့ခံစားနေရတာ ตาတို့သမီးတို့မကြည့်ရဘူးဘလောက်ပဲပြောပြောသူဒုက္ခသူခံရတာပဲကိုဒုက္ခကိုခံရတာပဲရမုံဥစနောသူတော်ကောင်းများလောကမှာနေပြီးတော့စီဝါရီကြီးချိုးစမ်းနေတယ်မတိမချင်းစီဝါရီလုပ်ငန်းကြီးလုပ်နေရတယ်ဆောင်းကြီးကိစ္စကြီးလုပ်နေရတယ်နိုင်ငံတော်ဝန်ကြီးထမ်းဆောင်နေရတယ်ယာတုတွေရောင်းအောင်ချိုးစမ်းနေရတယ်စီဝါရီနဲ့ပြည်စုံအောင်ချိုးစမ်းနေရတယ် တကယ်တမ်းစဉ်းစားကြည့်တော့အဲ့ဒီစီးပွားရေးလုပ်ငန်းရာသူအာနာဒီဆိုတာလည်းပဲတနေ့ကျရင်ပြေးသွားရင် ကိုနောက်ကိုဘာတခုမှပါသွားမှာမဟုတ်ဘူးအဲ့ဒီလုပ်ငန်းတွေကို လုပ်နေရင်းတဲ့ဂျာကာလာတွေမှာကိုတို့ကောင်းမှုကြီးစူးစမ်းပြုဖို့ကသိအရေးကြီးတဲ့အတဘတော်အငိမ့်စားပြေမအောင်ငါတို့အသက်60မပြည့်သေးဘူးအသက်60မကျော်သေးဘူးအငိမ့်အငိမ့်စားရောက်မှငါတို့ကိုယ်တော်ကောင်းမှုကိုစူးစမ်းပြုမယ် အဲ့တော့မှအာရပါရပြုမယ်ဒါနာပြုမယ်သီလစောင့်တည်မယ်ဝိပဿနာတရားတွေအားထုတ်မယ်ရိတ်တာကိုသွားပြီးတော့ဆယ်ရက်စကန်တလားစကန်တွေဝင်မယ်အလောက်ပဲဘလို့အလို့ပဲဘလို့ပဲစဉ်းစားတိုင်းစိတ်ကူးယဉ်ထားစိတ်ကူးယဉ်ထားဦးဇနောတို့ကောင်များစဉ်းစားကြည့်လိုက်ဥချင်းနာချင်းသေချင်းသဘောတရားဆိုတာအဲ့ဒီအသက်60မပြည့်ခင်မှာလဲသေချင်းသေသွားနိုင်တာပဲတရင်းစားတွေမှာဖတ်ကြည့်လိုက်ပေါ်အချို့ချို့ကြီးသက်တမ်းဘာမှမရှိသေးဘူး သေသွားတဲ့ပုံကိုအများကြီးရှိတယ်။ဦးချင်းနာချင်းသေချင်းသဘောတရားဆိုတာဦးစွန်းတို့သေချင်းသဘောတရားဆိုတာလည်းသေမင်းတဲ့လက်ဆောင်ပေးလို့လည်းမရဘူး၊ချိန်နာလို့လည်းမရဘူး။အာကျွန်တော်မျိုးအသက်တန်းစီအောင်နေချင်တယ်။85နှစ်ကြာမှသေချင်တယ်။ကိုယ်တော်ကောင်းမှုတွေပြုချင်သေးတယ်ဘလုံးမချင်တာလို့လည်းမရောက်အချိန်ကြရင်အိုချိန်ကြရင်တော့အိုရမှာပဲနာချိန်ကြရင်နာရမှာပဲသေချိန်ကြရင်တော့အလုံးသေးကြရမှာပဲ ။ဒါကြောင့်မိုးစနောတော်ကောင်းများတစ်ဖက်ကစီဝါရီလှုပ်တယ်။တစ်ဖက်ကနိုင်ငံအကျိုးကိုဆောင်ရွက်နေရင်းနဲ့တစ်ဖက်မှာလည်းကုသိုလ်ရအောင်စူးစမ်းအားထုတ်ဖို့ကအရေးကြီးပါ။ကုသိုလ်ကောင်းမှုနဲ့စီဝါရီစီဝါရီဆိုတာပိစုံပန်ချမ်းသာရေးပေါ့။ကုသိုလ်ဆိုတာပိစုံပန်ကောတန်တရာကောချမ်းသာရေး။စီပွားရေးလုပ်ငန်းကိုလုပ်နေရင်းနဲ့ကုသိုလ်ရေးလုပ်ငန်းကိုလည်းတတ်နိုင်သမျှစူးစမ်းပြီးတော့ပြုရဥမာဆိုပါစို့ မိမိတို့ကဝန်တန်းနေပေါ်ဖြစ်တဲ့အတွက်ကြောင့်ဝန်တန်းချိန်ကြရင်တာဝန်ထမ်းဆောင်ရမယ်မနယ်မွန်နဲ့အရာထားတဲ့ဆိုတာနဲ့ဘုရားကြောင်းဆောင်ရှိသွားပြီးတော့ဘုရားရှိခိုးမယ်ဘုရားပန်းတွေကတ်မယ်ဘုရားတော်တော်ကြီးကတ်မယ်စေဘုရားစင်ပြီးတော့ကတ်မယ်ဩဃာတကတော်ကျိုးနဲ့ငါးပါးသီလစောင့်တည်မယ်ဘုရားကုန်းတော်တွေကိုရွတ်ဖတ်ပူဇော်မယ်အချိန်ရရင်၅မိနစ်၁၀မိနစ်လောက်ပတိတပတ်လောက်စိတ်လိုက်မယ်အချိန်ရရင်၅မိနစ်၁၀မိနစ်လောက် ဝိပဿနာတရားတွေပွားများအားထုတ်လိုက်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့တန်တမာဒါနာကုသိုလ်သီလကုသိုလ်သမထကုသိုလ်ဝိပဿနာကုသိုလ်ကုသိုလ်၄မျိုးလုံးနိုင်ဝဲအတွင်းမှာပြုလုပ်အားထုတ်ခွင့်ရသွားအဲ့ဒီကုသိုလ်ကောင်းမှုကိုနေတိုင်းနေတိုင်းစူးစမ်းပြီးအားထုတ်ရင်မိုးရင်မိုးဆက်များချပံများရင်အင်းကြီးအင်းကြီးချောင်းတွေသမုဒ္ဒရာတွေပြည့်သွားပြီးတကယ်တော့ပဲမိမိတို့ရဲ့တဏ္ဍာမတနေ့ကိုနိုင်ဝက်နိုင်ဝက်လောက်ပဲကုသိုလ်ကောင်းမှုပြု နိုင်ရွက်ပေါင်းမြောက်များစွာနေပေါင်းမြောက်များစွာလပေါင်းမြောက်များစွာနှစ်ပေါင်းမြောက်များစွာ ကြာလာရင်အဲ့ဒီကုသိုလ်အဆိုင်အခဲတွေကမိမိတို့ဘဝချမ်းသာအောင်မိမိတို့ဘဝပြည့်စုံအောင်မိမိတို့ရဲ့ဘဝငြိမ်းချမ်းအောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မိုးစနောတော်ကောင်းများတကယ်ရည်တကယ်ဘေးနဲ့ကြုံတွေ့လာပြီးကြုံနိုင်တဲ့အားလုံးကြုံရမယ်။ဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှာအိုဘေးနာဘေးသေဘေးဒီဘေးကမလွတ်နိုင်ဘူးဆိုရင် ဥစဉ်တို့သူတော်ကောင်းတို့တာမန်ဘုရုရှင်ပုဂ္ဂိုလ်တယောက်ဘယ်မှာတွေ့လို့ရမှာလဲဘယ်မှာစုံအံ့ပွဲရှိမှာလဲအာလုံးဒီပေးနဲ့ဂျုံတွေ့ရမှာပဲအိုဘေးနာဘေးသေးဘေးတဘာဝဘေးကြီးဘလောက်ကြောက်เสียကောင်းလဲအဲ့ဒီဘေးတွေကလွတ်ဖို့ဆိုတာကုသိုလ်ကောင်းမှုပဲလွတ်မှာကိုယ်ကိုယ်တိုင်ပြည့်လုံအားထုတ်တဲ့ဒါနသီလသမထဝိပဿနာ ကုသိုလ်ကောင်းမှုတွေကသာလျှင်အဲ့ဒီဘေးကလွတ်ရာဖြစ်သောနောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင် ဧကံမောကြအချိုးပေးညင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဥစဉ်တော်တော်ကောင်းများမိမိတို့ရဲ့ဘဝသည်အလွန်တရာကံကောင်းပါတယ်။သာသနာတော်ကြီးနဲ့လက်ချုပ်တွေ့ရတယ်။ဖရာတရားတန်ခါရဲ့နာသုံးပါးကိုလည်းကိုယ်ကိုယ်စိတ်ကခွင့်ရတယ်။မိမိတို့ကိုယ်တိုင်ကလည်းပင်ဗဒာတရားကို အခြေခံထားပြီးတော့ဘုရားမြတ်ဖရာတရားဖရာတရားတန်ခါရဲ့နာသုံးပါးကိုတဝင်ယုံကြည်ကြီးညိုလေးစားတဲ့ ုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်သည့်အားလျော်စွာမိမိတို့ရဲ့အားကိုးစရာ အစင်အမှန်သည်မိမိတို့ကိုယ်တိုင်ပြုလုပ်တဲ့ဒါနာကုသိုလ်သီလကုသိုလ်တမထဝိပဿနာကုသိုလ်တရားတွေသာဖြစ်ပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုအသက်ပြေမှအသက်ကျော်မှငါတို့ပြုလုပ်မယ်ဆိုပြီးတော့စင်ကြီးတွေမပြီးပါနဲ့ ဒီနေ့အသက်ရှင်နေဒီနေ့ကုသိုလ်ကောင်းမှုရအောင်ကြိုးစားပါနှစ်ဖက်ကအသက်ရှင်နေနှစ်ဖက်ကကုသိုလ်ရအောင်ကြိုးစားပါနေ့တိုင်းနေ့တိုင်းကုသိုလ်ရအောင်ကြိုးစားပါအဲ့ဒီကုသိုလ်ကံ စွမ်းအားတွေကသာလျှင်မိမိတို့ရဲ့ဘဝယခုပြေဆုံးပန်ဘဝမှာလည်းအေးချမ်းတန်တရာမှာလည်းငြိမ်ချမ်းနောက်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ဘဝတိုင်အောင် ဧကံမောချအကျိုးပေးပါれဆိုတဲ့ဗုဒ္ဓမြတ်ဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်ကို나ယူကြည်ညိုပြီးဘုရားဟောကြားတော်မူတဲ့အတိုင်းဘုရားပฏิပေးတော်မူတဲ့အတိုင်းအပမဒေနာဘိခဝေတံပါတိတာခြေသားခြေသမီးတို့မမိတ်မလျော့မပေါ်မဆအချိန်မရွေးအိုနိုင်တဲ့အချိန်မရွေးနာနိုင်တဲ့အချိန်မရွေးသိနိုင်တဲ့အတွက်ကြောင့်မောခင်မနာခင်မသိခင်မှာအပမတာတရားလက်ကင်ထားပြီးတော့ ဒါနာကုသိုလ်သီလကုသိုလ်သမထဝိပဿနာကုသိုလ်ကောင်းမှုတွေကျူဆအားထုတ်ကြပါလို့ဗုဒ္ဓမြတ်ဖေယမိမာတော်မူတဲ့စကားကို လိုက်နိုင်ပြီးအလုံးသောသူတော်ကောင်းများမောခင်မနာခင်မသိခင်မှတဆွမ်းသမျှဒါနာကုသိုလ်သီလကုသိုလ်သမထဝိပဿနာကုသိုလ်များကို ကျူဆအားထုတ်နိုင်ကြသဖြင့်ပိစုံပံဘဝလဲချမ်းသာတန်တရာလဲချမ်းသာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင် ဧကံမௌကြခံစားဆန်းစားနိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအတီးတီးဖြစ်ကြပါစေကုန်တတည်းကံရစ်ချရာအောင်အလုံးလိုက်ဆိုလိုက်ပါအရှင်မြတ်တို့ဖရာတပြည်တော်များသည်အိုနာသေးရေရှုပ်ထွေးလာစွာ ဣဒံတယာမလိမြန်စွာလွတ်မြောက်ပါရာချင်းကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာအဖျားဖျားတို့နေတနေ့တချာတို့ဘွာပြေဆုံးပါစေချင်းအကျိုးငါယနေ့ယခုစမှုဝန်ကြီးဌာနာ စံမှုကြည်ကြည်ရင်းနှင့်စစ်စေးရေးဦးစည်းဌာနဝန်ထမ်းမိသားစုများကဧသာတနာတက္ကသိုလ်တို့လာရောက်ကြ၍ဖျားအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားဆွမ်းခဲပွေပေါ်စီ ချိုးချင်အရသာအဖျားဖျားတွန်းနေတကွာပင့်တန်ကားတော်အရှင်မြတ်တို့အားပင်ကန်းအစရှိတော်ပစ္စည်းဝတ္ထုအစုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်ဆောက်တည်ရသောသီလကုသိုလ် ပရိတယနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြာမြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည့်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိ 把话一声 a т a а м м a е н датам миен a и б о г а a а a бади, си зей о h а ядна шуингуе, я дутанн драм, т a н и т а ч а т a б а п и с о н a и a р а у a а a а м б а д a а a а йога. ကိစင်과၍ဘဝခန္ဓာကြမ်းကြမ်းမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ်တိဩနာတိယဒုက္ခဘေရောဤငြိအိယာအမှန်မြတ်နိဗ္ဗာန်သော ရောင်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့တနေ့တချာတို့ဘွာပြည်စုံရာပြည်စုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခု ဖရာတပြေတော်တို့စုပေါင်း၍ပြုလုပ်အားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝရှိရှိဘဝတောဆတ်ကြသောမိဘဘိုးဘွားဆရာသမားတို့အားအစထား၍ ရေမြေတန်နေပြေရှင်မင်းငရေတန်နေယမမင်းနတ်တော်တန်နေတကြာမင်းကိုဆောင်နံဤတက္ကသိုလ်ဆောင်နံကဘာဤစီတီတော်ဆောင်နံကဘာဤကုံမြေဆောင်နံ မြို့ဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံသာသနာတော်ဆောင်နံအပါအဝင်32ဘုံကျင်လည်ကုန်တော်ဝိနည်းဒုခိတာဒုခိတာတတဝအပေါင်းတို့အား အမြအမြပေးဝေပါ၏အာလုံးသောလူနတ်မြန်မာတတဝအနန္တမန္တမြတို့သည်ဖရာတပြည့်တော်တို့နှင့်ညီတို့ညီမြအမြရ၍ကိုယ်စိတ်နှပြား 天大加比，哥塞那比亚；天大加比，哥塞那比亚；万大加比，比亚巴西多。阿弥呀，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 阿弥呀。 ယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြကြသမျှအမြ အမြအမြရူတော်မုံကြပါကုန်လောတာတုတာတုတာတုပါဗျာ